ဒီ site ဒီ site ကိုကျွန်တော် live လွှင့်နေနေတာ၄၅ကိုနောက်ထပ်တစ်ချိန်ထပ်ခစားခြင်းအဲ့ဒီနေရာကျွန်တော်ပါဇက်ကထည့်ပြောမယ်ပြောမယ်နေမပြောဖြစ်တာအရေးကြီးတာလည်းပါတယ်နောက်ကိုမန်းဒီမန်းနေမန်းကြတဲ့ခါကျတော့ပေါ့သီးကိုပြမယ်ဟာကိုမပြဖြစ်တော့ဘူး၅နေရှိနေ၄၃ရှိပဲပြပြီးတော့ဒီကနန်းကိုမထောက်ပြမိဖြစ် ဲ့ဒီ line နဲ့ရအောင်ပါဂရိငါလို့ရနော်ဂရိပုံဒီရိုက်ထားတဲ့အောင်ငါအပိတ်အဲ့ဒီငါအပိတ်ရဲ့ဆောင်းမှာထွက်တဲ့ဆယ်နှစ်မြောက်ကနော်ဆယ်နှစ်မြောက်ကကနအဲ့မှာကျွန်တော်ပြန်ရှင်းပြမယ်အဲ့ဒီနေ့ကအဲ့ဒီနေ့ကကျွန်တော်ဒီ line ကအကြိုက်ဆုံးကစားတဲ့ line ပဲလို့ဒီ line ကနေအကြိုက်ကစားတဲ့အရှိဆယ်နှစ်မြောက်ကကနမို့လို့ အဲ့ဒီမှာကျွန်တော်ပြောခဲ့တယ်နှစ်ဦး90ခွန်ခွာလို့နော်ငါးထိပ်ငါးအပိတ်သူ့ဆောင်မှာ10နှစ်မြောက်กว่าကနေတခါအဲ့ဒီငါးဒီနောက်ထပ်တစ်ချိန်ငါးပရိရဲ့အောက်မှာငါးပိတ်သူ့အောက်ထွက်တဲ့ကနန်းကလည်း10နှစ်မြောက်กว่าကနန်းပဲနော်ဒါ10နှစ်မြောက်กว่าကနန်းနှစ်ကွက်ထွက်တာတခါဒီမှာနှစ်ဦး90ခွန်ခွာတယ်နော်အဲ့ဒီနှစ်ထဲမှာ ကျွန်တော်တို့လေးထိပ်လေးအပိတ်လို့ရိုက်တယ်သူ့အောက်ထွက်တဲ့ခဏက10နှစ်မြောက်ကခဏเนาะတခါအဲ့လေးဒီအဲ့ဒီနှစ်ထဲမှာ၄နောက်ပိတ်ကဗရင်ငါးအောက်မှာ၄နောက်ပိတ်လို့ထွက်လို့သူ့အောက်ဆောင်မှာထွက်တဲ့ခဏဒီ10နှစ်မြောက်ကခဏเนาะတခါဒီမှာလဲအဲ့ဒီလိုပဲကျွန်တော်ပြောခဲ့တာဒီမှာတော့3 3 3ထိပ်3ပိတ်ရိုက်တာ၄5 3ဆိုပြီးသွားတာเนาะအဲ့ဒီ3ဒီ3ထိပ်က3ပိတ်ရိုက်သူ့ဆောင်မှာထွက်တဲ့ခဏက10နှစ်မြောက်ကခဏ เนาะတခါအဲ့ဒီ3ဒီပရိတ်ငါးအောက်မှာသူက3သွားပိတ်ထားတာအဲ့ဒီ3ပရိတ်ဇောင်းမှာထွက်တဲ့ခဏန်းဒီလေ10နှစ်မြောက်ကခဏန်းအဲ့ဒီမှာကျွန်တော်ကလောပြီးမပြောခဲ့မိတာကအဲ့ဒီဒီမှာကျွန်တော်အဲ့ဒီ లై ကိုပြန်ကြည့်ရင်သိတယ်ကျွန်တော်ဘောပဲလေးနဲ့ဒီလိုမျိုးရှစ်ထားခါနိုင်ဒီနောက်ပိတ်ဝင်တာအေးအေးနောက်ပိတ်ဒီခါတိုင်းဝင်နေခဏန်းလာပေါက်တာเนาะဒီငါးပရိတ်ဇောင်းမှာ တခါဒီ၅ဘက်ဒိတ်၄ဘက်ရဲ့ဇောင်းမှာလည်းဒီလိုပဲဒီခါတိုင်းဒီနောက်နောက်ဘက်ဒီခါလို့ဝင်ရိုက်ထားတဲ့ခဏလာပေါက်တာအဲ့ဒီမှာကျွန်တော်လိုက်ကြည့်တော့အဲ့ဒီနှစ်ထဲမှာကျွန်တော်ပြောခဲ့တဲ့30ဘက်ဒိတ်နဲ့အချိန်ခိုက်ကနောက်ဘက်ဒီခါဝင်နေခဏ၅နှစ်ရှစ်တကွက်နော်ဒီမှာ30ဘက်ဒိတ်နဲ့အချိန်ခိုက်မှာနောက်ဘက်ဒီခါဝင်နေခဏတကွက်နောက်တကွက်ကနောက်ဘက်ခါဝင်တာ648နော်တခါနောက်ဘက်ခါဝင်တာ39နှစ် ခဏက၄ခွက်တည်းရှိတယ်နောက်ပိတ်ခါခွင်တာဒီမှာတစ်ခွက်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 နော်ခဏကအဲ့ဒီထဲမှာ9နှစ်ရှိတဲ့ခွက်ရေ3နှစ်တစ်ခွက်ရေ6ရှိ4ရေ4ရှိ3ရေကျွန်တော်ဒီလိုလေးတော့ရှစ်ထားရှစ်ထားပြီးတော့ထည့်ပြောတဲ့ခါကျတော့9နှစ်ရှိကိုပဲကျင်း9နှစ်ရှိနဲ့4 3ရှိကိုကျွန်တော်ဦးစားပြီးပြောပြီးအဲ့ဒီက9နှစ်ရှိမထိုးမဖြစ်ရန်ဆိုပြီးကျွန်တော်ပြောခဲ့ပြီးတော့ တခါအဲ့ဒီထဲရမှာကျွန်တော်ဗရိငါးကိုကြိုက်တာဆိုပြီးဗရိငါးတွေကျွန်တော်ပေါက်ဆွဲထုတ်လိုက်တယ်ဒါအဲ့ဒီမှာဒီနောက်ပိတ်ခါဝင်နေဒီကနန်းကျွန်တော်မပြောဖြစ်တာနော်တခါအဲ့ဒါမပြောဖြစ်တာထားလိုက်တော့အဲ့ဒီမှာအဲ့ကနန်းကိုနောက်တက်တက်ဆိုင်မှာကျွန်တော်ပြောဖို့ရှိသေးတယ်ဒါပေမဲ့ဒီဆိုင်ကိုမပြလိုက်ရတော့ဘူးအောက်ကဟိုမန်းဒီမန်းနဲ့လူရတဲ့စိတ်ကတိတ်မကြည်တာနဲ့တော်ကွာဆိုပြီးတော့စဉ်းချလိုက်တာအဲ့ဒါကကျွန်တော်တို့ဒီ9နှစ်ချားစည်းတည်းမှာ ကိုဗရိတ်နော်ကိုဗရိတ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 ်ပြီးတော့ရှစ်ဗရိတ်ကိုဗရိတ်နော်ခုနှစ်နှစ်ကြာပဲကိုကိုလို့ရိုက်တယ်ရှစ်ကိုလို့ရိုက်တယ်အခုတခါခွန်ကိုလို့ရိုက်တယ်ရှစ်ရွဲပါဝါတွေနဲ့ဗရိတ်ကိုတွေရိုက်တာအဲ့ဒီကဏ္ဍရဲ့ဘေးမှာထွက်တဲ့ကောင်နော်ကျွန်တော်တို့ဒီနောက်မှာနော်ပိတ်သုံးလုံးပေါင်းခြင်းအဲဆောင်ပေါင်းခြင်းခွန်လို့ဖြစ်တယ် ဒီမှာဇောင်းပေါင်းရင်၈လို့ဖြစ်တယ်ဒီမှာဇောင်းပေါင်းရင်၉လို့ဖြစ်တယ်သူဒီဇောင်းမှာထွက်တဲ့ခဏန်းနေသည်အဲ့ဒါ၁၀နှစ်မြောက်ကခဏန်းနေပဲနော်အဲ့ဒီခဏန်းဒီအရှိ၁၀နှစ်မြောက် ရေးကြည့်လိုက်၄၄၆၈၁၀နှစ်မြောက်ထဲကခဏန်းနော်အဲ့ဒီမှာဘလောက်ကောင်းတာတုံးဆိုတော့ तू က၄နောက်ပိတ်ပရိတ်၉လို့ရိုက်ထားတဲ့နော်၉ပရိတ်ရဲ့၃နှစ်ကျော်ကခဏန်း၁၀နှစ်မြောက်ကို तू လှမ်းပေါက်တာပရိတ်၉ဘေးကပ်ပေါက်တာ နော်သူကသဘာဝကြတာပဲဒါဆိုရင်ဒီကဏ္ဍကလည်းအရှိ10နင်းမြောက်ကခဏ2 4 6 8နော်10 10နင်းမြောက်ထဲကခဏမယ်သူလည်းအတူတူပဲလေးနောက်ပိတ်ဗရိတ်ကိုးလို့ရိုက်တယ်3ဘွဲကြော်ကခဏကို10နင်းမြောက်ဗရိတ်ကိုးပြီးကတ်ထွက်တယ်နော်အဲ့တော့ဘယ်ပြောကောင်းမလဲကျွန်တော်တို့စော်ပြီးပေါ့ဟုတ်လား အဲ့ဒီခြေရွဲပါဝါနဲ့ဘရိတ်ကိုလို့ဖြစ်ထားတဲ့ဘေးမှာထွက်မဲ့ကဏ္ဍ10နှစ်က2 4 6 8 10 10နှစ်မြောက်ကကဏ္ဍ6နောက်ပိတ်ဘရိတ်ကို3နှစ်ကျော်ပါကဏ္ဍဆိုတော့အဲ့မှာ4 3 8ကျပြူးနေအောင်ရှိတာဘယ်ရလိမ့်မလို့4 3 8အောဆိုပြီးကျွန်တော်ထောက်တယ်နော်အဲ့ဒီထဲမှာ तू ကဒီနှစ်ခွန်ခွန်နောက်ပိတ်ဆောင်ကဏ္ဍနှစ်ခွန်ဒီမှာ1 1ခွန်နော်ခွန်နောက်ပိတ်ဆောင်ကဏ္ဍ တခါ၃ရက်ခွန်ခွန်နောက်ပိတ်ဆောင်ခဏ၃ခုနှစ်ဒီ site ကိုပြမိရင်ဒီကဏ္ဍကကျွန်တော်ထည့်ပြောမိမှာပဲဒါပေမဲ့ live လွှင့်နေတော့မှဟိုကဏ္ဍမရှိဘူးလားဒီကဏ္ဍမရှိဘူးလားနဲ့ကျွန်တော်လည်းကဲတော်ပြီဗျာဆိုပြီးမပြဘဲနဲ့ live ကိုအဲ့ဒီနေရာရက်ထလိုက်တော့ဒီ site တွေကမပြလိုက်ရနော်အဲ့ဒီမှာကျွန်တော်ကအဲ့ဒီနှစ် site ပေါင်းကိုဒီ site ကလည်းစည်နေမြောက်ကကဏ္ဍကိုလာပေါက်ကမှာနော်အဲ့ဒီထဲမှာလည်းဒီ၉၃နှစ်ကယူလို့ရတယ် ဒီ site ကလည်း10နှစ်မြောက်ကခဏလာပေါ့မှာပဲဒီမှာလည်း9-3နှစ်ကိုယူလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီတလိုက်ကတော့ကျွန်တော်မပြပြတာပြပြရင်ဒီကဏ္ဍကပါမှာချင်းသေးတယ်เนาะဒါပေမဲ့တန်ကမကောင်းတော့ပါလဲအရန်တည်းပဲရောက်มาပါပဲเนาะရေးတောင်ရေးချင်มาရေးပြီးมาအဲ့အဲ့ဒီမှာကျွန်တော်ပြောပြမယ်အဲ့ဒီ10နှစ်ကဏ္ဍတစ်ခွက်เนาะကျွန်တော်တို့လာပေါက်ပြီးသွားပြီးတော့ဒီမှာလဲ10နှစ်ကဏ္ဍလာပေါက် အဲ့ဒီဆယ်နှစ်ကနန်းလာပေါက်တဲ့ကနန်းနှစ်ကွက်လုံးရဲ့နှစ်ကွက်ရှိတယ်ပေါ့နော်နှစ်ကွက်ရဲ့အောက်မှာ तू ကဒီကနန်းကအရှိတနှစ်ကျော်ကကနန်းတကွက်ကစားနေနော်ဒီဘွဲမိုင်းမယ်ကိုဟုတ်ကဲ့ဦးနော်တက်ခါဒီမှာလဲဆယ်နှစ်မြောက်ကကနန်းတကွက်လာပေါက်တယ်ဒီမှာလဲကျွန်တော်တို့ဆယ်နှစ်မြောက်ကကနန်းလာပေါက်တယ်အဲ့ဒီဆယ်နှစ်မြောက်ကကနန်းပေါက်တဲ့အောက်မှာထွက်တဲ့ကနန်းတကွက်ဒီရှေ့တနှစ်ကျော်ကကနန်း တကွက်ပါတယ်เนาะအဲအခုကျွန်တော်က10နှစ်မြောက်ကခဏကပထမကဏ္ဍပေါက်တုန်းကသူ့အောက်မှာထွက်တဲ့ခဏကရှေ့တနှစ်ကျော်ကခဏမဟုတ်ဘူးရှေ့ကိုလေးရဒါဆိုရင်အခုဒုတိယတကွက်ပေါက်တဲ့ဒီ3-4နှစ်ဒီ10နှစ်မြောက်ကခဏလာပေါက်သွားလို့သူ့အောက်မှာကျွန်တော်တို့ရှေ့တနှစ်ကျော်ကခဏတကွက်ကစားလို့ရတယ်เนาะတနှစ်ကျော်ခဏနေကစားလို့ရတယ် အဲ့ဒီနေ့ညတနစ်ကြော်ကနန်းဒီကနန်းလေးတစ်ခွက်ကျွန်တော်ပြပေးမယ်နော်တစ်ထိတ်ကြိုက်တဲ့လူတွေကများတယ်ကျွန်တော်တင်လိုက်တော့တစ်တုံညတစ်လုံးဘဲကောင်ရွေးမလုံးဆိုတော့တစ်ရွေးမယ်ဆိုတဲ့လူတွေကများတော့ကဲတစ်ဘက်လှည့်ပေးလိုက်တယ်နော်အဲ့တော့တုံညကတော့နောက်မှပဲကြိတ်ကြတာပေါ့အဲ့ဒီမှာပြီးခဲ့တဲ့ဘွဲကကျွန်တော်တို့ဒီနားမှာအကြိမ်ကြိုက်နော်၅ထိတ်သူကနေပေါ်တက်တန်းတန်းလာကျွန်တော်တို့ဒီမှာ၄ထိတ် သူ့အပေါ်တတန်းတန်းလာဒီမှာသုံးထိပ်သူကစားတယ်เนาะအဲ့ဒီ၅၄3ကစားသွားပြီးတော့သူ့ရဲ့အောက်မှာသူ့ရဲ့အောက်မှာကသူ့ရဲ့အောက်မှာဒီခွန်နောက်ပိတ်เนาะဒီခွန်နောက်ပိတ်ကသူကနောက်ပေါင်းခွန်เนาะအဲ့ဒီခွန်နောက်ပိတ်ကနောက်ပေါင်းခွန်ဒီ၅ထိပ်ကဒီနှလုံးက၅เนาะဒီခွန်ဒီ ကျွန်တော်တို့နောက်ပေါင်းခွန်ဒီ9ထိပ်ဒီထိပ်နဲ့အပိတ်နဲ့9ဒါဆိုရင်ဒီမှာ4ရိုက်ပြီအဲ့4ဒီထိပ်နဲ့အပိတ်နဲ့4เนาะထိပ်နဲ့အပိတ်နဲ့4လို့ကစားပြီအဲ့ဒီ3ညဒီနောက်ပေါင်း3ညเนาะဒါဆိုရင်အခုကျွန်တော်တို့ဒီမှာ3ကစားပြီအဲ့ဒီ3ကထိပ်နဲ့အပိတ်နဲ့က3เนาะဒီ9နောက်ပိတ်ဒီနောက်ပေါင်း9 အဲ့တော့ငါနောက်ပိတ်တစ်ထိတ်စီနောက်ပေါင်းငါနဲ့ကျွန်တော်ကတနစ်ကြော်ကဏန်းကိုလိုချင်တော့ဒီကောင်းကိုကျွန်တော်ကထည့်တယ်ဘာလို့အဲ့လိုထည့်တော့ဆိုတော့သူကအဲ့ဒီအဲမှာကျွန်တော်တို့ဒီငါးစုံခုနှစ်ထဲမှာเนาะငါးစုံခုနှစ်ထဲမှာကျွန်တော်တို့တစ်ထိတ်စီစကြတယ်เนาะအပေါ်မှာတစ်ထိတ်စီလုံးလုံးမကြဘူးအဲ့ဒီတစ်ထိတ်ကအဲ့ဒီတစ်ထိတ်က ျွန်တော်ဘောပင်နေရလဲအဲ့ဒီတိထိတ်ကဗရိတ်ကိုသုံးညာခါသူ့ဘေးမှာတိထိတ်လို့ထွက်တယ်နော်အထွက်တော့သူကရှစ်ပြိတ်နဲ့ထွက်တာတခါဒီ၅စွန်းနဲ့ခုနှစ်ထဲမှာကိုပြိတ်ပြီးတော့10ပြိတ်သူ့ဘေးမှာသုံးညာခါသူ့ဘေးမှာတိထိတ်ဒါစားပေါ်တယ်ခွန်ပြိတ်နဲ့ထွက်တယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့အခုဒီမှာ7ပြိတ်သူ့ဘေးမှာသုံးညာခါ သူ့ဘေးမှာတိတ်ထဲစီစားထွက်ရင်ဗရိတ်6လာကျွန်တော်အဲ့လိုတွေးလိုက်တာเนาะအဲ့တော့ तू က6ဗရိတ်ကလည်းမပေါ်သေးဘူးကိုးတုံညာတိတ်လို့ထွက်တယ်ဗရိတ်က8လို့ဖြစ်တယ်เนาะဗရိတ်က8လို့ဖြစ်တယ်တက်ခါတုံညာတုံညာတိတ်လို့ဖြစ်တယ်ဗရိတ်က9လို့ထွက်တယ်အခုဒီမှာ7ဗရိတ်တုံညာခါသူ့ဘေးမှာတိတ်ထဲလို့ထွက်ရင်ဗရိတ်က6လို့ထွက်မယ်ဆိုရင်ကျွန်တော်တို့က တ်၁၁၄ဆိုတဲ့တနှစ်ကျော်ခဏနဲ့လေသူကအန်ခိုက်သွားဝင်တယ်เนาะဒါလေးကြိုက်ရင်ထိုးအဲ့အဲ့ဒီ line ထဲမှာကျွန်တော်တစ်ဆက်သေးပဲပြောလိုက်เนาะအဲ့တော့ဒီတစ်ထိတ်ကကျွန်တော်နှစ်ဦးမှာတော့တခါပြောဘူးတယ်ငါဆုံးနေခုနှစ်ထဲမှာပထမဦးဆုံးတစ်ထိတ်လို့စကြိုက်ရင်အဲ့ဒီခဏန်းဒီခွန်ဇွန်းနေခုနှစ်ထဲကခဏန်းဖြစ်ကမယ်เนาะခွန်ဇွန်းနေခုနှစ်ထဲကခဏန်းဖြစ်ကမယ်၄၃တစ် အဲ့အဲ့ခွန်စုံနဲ့ခုနှစ်ထဲကကဏ္ဍတော့မှာ तू ကဒီ931ရဲ့ဇောင်းကကဏ္ဍဒီ931ဒီအဘွားပြန်ကြเนาะဒီကဏ္ဍဒီမာစုံနဲ့ခုနှစ်ထဲကိုသွားပေါက်ရင်တစ်ထိတ်စီးနဲ့စပေါက်ပါမှာစကြတဲ့တစ်ထိတ်ဒါဆိုရင်ဒီနေရာမှာငါစုံနဲ့ခုနှစ်ထဲမှာတစ်ထိတ်စီးစကြတယ်ကြတဲ့ကဏ္ဍဒီကျွန်တော်တို့ခွန်စုံနဲ့ခုနှစ်ထဲကတစ်ထိတ်เนาะတစ်ပါတဲ့ကဏ္ဍတကွာ ်515เนาะตั้วปอกเลยปอกတော့ဒီကဏ္ဍကလည်းဟာဒီ434ဆောင်းကကဏ္ဍဒီ434ဒီပြန်ကြเนาะအဲ့ဒါဆိုရင်အခုကျွန်တော်တို့တိထိတ်ကမကြသေးဘူးဒီပွဲကိုကျွန်တော်တို့ကပရိသတ်တေတုံညာခါသူ့ဘေးမှာတိထိတ်လို့စပေါ်ခြင်းတယ်ဒီတိထိတ်လို့ပေါ်လိုက်တာ ਨੇ အဲ့ဒီကဏ္ဍဒီကျွန်တော်တို့ခွန်ဇွန်းနဲ့ဟူးနှစ်ထဲကတစ်ပါတဲ့ကဏ္ဍဖြစ်ကတင်းအားခွန်116เนาะ

နော်အဲ့ဒါပထမဦးဆုံးတစ်ထိတ်ကြိုက်တဲ့လူတွေအတွက်နော်တစ်ထိတ်ကြလာရင်ခွန်စွန်းတဲ့ခုနှစ်ထဲကကဏ္ဍနောက်တစ်ခုကတစ်ထိတ်ကြရင်ဗရိတ်6နဲ့ကြားနိုင်တယ်နော်အဲ့ဒါရဲ့အခုဒီ line လေးရလဲဒီခွန်ကိုနောက်ပေါင်းခွန်၅ထိတ်ကြောင့်နှလုံး၅တခါဒီ၃ညကိုနောက်ပေါင်း၃ညဒီ၄ထိတ်ကြောင့်နှလုံး၄တို့အချိန်ကြီးတက်လာတာ အခုဒီမှာကျွန်တော်တို့သုံးထိုက်ထည့်သွားတဲ့အတွက်ဒီသုံးကိုဒီနှလုံးကသုံးဒီ၅နောက်ပိတ်ကြောင့်နောက်နှလုံးက၅ဆိုရင်ကျွန်တော်တို့က1 1 4ဆိုတဲ့ဒီကဏန်းကိုယူလိုက်တယ်အဲ့ဒါမှတိထိတ်စားကြပရိတ်6နဲ့အန်ခိုင်ဝင်သွားမှာဟုတ်နော်အဲ့တိထိတ်ကိုနောက်ပေါင်း၅နဲ့1 9 6ဆိုတဲ့ကဏန်းဒါမွေးကဏန်းတော့ရှိတယ်ဗောဗျာနော်ဒါလေးတစ်ချက်သတိထားမမကြိုက်တော့မကြိုက်ဘူးမကြိုက်တော့မကြိုက်ဘူး ကြိုက်ဆိုရင်တော့နှစ်ကွက်ပဲเนาะတတိလေးရဲ့တတိသုံးကူတတိသုံးကူတကူသုံးเนาะရေးပေးလိုက်ပါဦးတကူသုံးကူသုံးကလည်းထတ်ကြအောင်မလားမသိဘူးเนาะပြောလို့မရဘူးဒီသုံးကတော့ကျွန်တော်ကတော့မကုံတော့သေးဘူးလို့ထင်တာပဲကုံရင်လည်းကုံပါ့ရနော်အဲ့တော့ဒီပွဲမှာ ုံညနဲ့တစ်ကိုကျွန်တော်မိတ်ဆွေတွေကတစ်ကြိုက်ကြတာများတာဟုတ်နော်အဲ့တော့တစ်ကြိုက်တော့တစ်ပါတဲ့ခဏနှစ်ကွက်ကျွန်တော်ထည့်ပေးလိုက်မယ်ကျွန်တော်ကတော့တစ်ကိုသိမ့်မကြိုက်ဘူးတုံညဘူကြိုက်တယ်တစ်တစ်လေးရတဲ့ပဲတစ်တစ်လေးထဲလို့တာပြောတာ तू ကနောက်ပေါင်းငါကဘလို့ငါမှမမသိဘူးနော်ဒီလိုလဲထည့်လိုက်ပေါ့ဗျာနော်နောက်တစ်ခုက3 9 1 နော်အာ3 9တက်တယ်လေမှားရေးပြီ1 2 3 1 2 3ကအကျိုးပေးကနန်းမှုလာလာမလာလာဖိုက်ပြီတဲ့ကျွန်တော်ဦးကတော့ဖိုက်မှာပဲကဲဟုတ်ပြီအားလုံးပဲเนาะဒီလောက်ပါပဲကျန်တာတွေကတော့အနောက်မှာပြမယ်ဒါအစောကဆွဲထားတာတွေမို့လို့လာပြတာ ဒီပွဲအတွက်ကတော့ဘာမှကိုတိတ်ပြီးတော့မကြည့်ရသေးဘူးเนาะအဲဒီကောင်ကဖြတ်လိုက်တာကောင်းပါလားอืมเอ่อปฐมไลท์ตัวติดไทเนี่ย4คงๆไม่ใช่ดีกว่าไม่ตุ้ยดีกว่าเนาะตุ้ยเองจนเราปะไปบ้าง ဒါပေမဲ့အခုလိုပြတဲ့အချိန်မှာလာမန်းရင်ကျွန်တော်လည်းနောက်နေ့တွေ့ရင်ပြပေးလို့ရတာပေါ့ဟုတ်တယ်မဟုတ်လားဟိုနောက်ဆုံးတကယ် main site ပြတဲ့နေ့ကြမှာဟိုကဏ္ဍမရှိဘူးလားဒီကဏ္ဍမရှိဘူးလားနောက်ဆုံးရက်ကျွန်တော်ဘယ်လိုသွားချမလဲနော်နောက်တစ်ချက်ကျွန်တော်ကတကယ်ကျွန်တော်ရောင်းတဲ့ကဏ္ဍကိုကျွန်တော်ထုတ်ပြတဲ့အချိန်မှာနည်းနည်းတော့ဂယူ site ကြီးတင်တာပေါ့ဟုတ်လားအဲ့လိုမဟုတ်ဘဲနဲ့ဟာဟိုကမရှိဘူးလားဒီကမရှိဘူးလားလူဝက် site ကတိတ်ရှည်တဲ့ကောင်မဟုတ်ဘဲအဲ့နေရာအဲ့လိုဆင်းလိုက်တော့ အဲပေါက်ကနန်းပါတဲ့ site ကလွတ်သွားရောဒီ site ကနော်ဟို site နဲ့ကဒီ site နဲ့ကကျွန်တော်မပြပြစ်ဘူးဆိုတာသိတယ်ပြရင်ဒီ site နဲ့ကကျွန်တော်ပြပြစ်မှာနော်ဒီ site နဲ့ကတော့ကျွန်တော်ပြပြစ်မှာဒီနေရာမှာဒီ3 6နှစ်ကိုပြစ်လို့ရတယ်10နှစ်မြောက်ကကနန်းကျွန်တော်တို့ကပြီးခဲ့တဲ့ဘွယ်ကကိုးခါးတွေကျွန်တော်တို့ကင်ထားတာဒီနှစ်ထဲကကိုးပါတဲ့ကနန်းကိုကျွန်တော်တို့ကကစားကိုကစားမှာပဲပါကိုပါရမယ့်ဟာတွေ ဒါပေမဲ့အဲအောက်ကဟိုကိုကမန်းတော့လူကစိတ်ကတူတော့ဆင်းသွားတော့ပေါက်ကနပ်ပါမဲဆိုင်ချတော့မပြပြဘူးဖြစ်မကရောမန်းကြီးအခုတည်းကမန်းနာပိုင်ကနန်းကြည့်ချင်တော့ကျွန်တော်တို့ကြီးပြပေးလို့ရတာဗောဟုတ်လားအချိန်ကြီးအများကြီးကြံသေးတယ်ဟိုထွက်တဲ့နေကြမှာဟိုကနန်းမရှိလားဒီကနန်းမရှိဘူးလားဆိုတော့ကျွန်တော်ဘယ်လိုသွားချာဘယ်လိုသွားပြနော်ตรงๆโกရှိတယ်လေ339อ่ะအဲ့ဒါခုနဟိုစိုက်ထဲမှာ339อ่ะပါပြီးသားပဲอ่ะအဲ့ဒါဒီပွဲထိုးออกมาပဲอ่ะ ပြီးခဲ့တဲ့ဘွဲကကျွန်တော်ပြောထားပြီးသားเนาะဒီ90ခွန်ခွာတဲ့နှစ်ထဲမှာ339သူပေါက်တာဒါကုခအောက်သူပေါက်တယ်ဒါပြီးတာပဲเนาะသူ့အောက်ဆင်းလာလိုက်တန်းတန်းသွားเนาะဒီမှာကုခအောက်မှာဒါ393ပေါက်သွားလို့ရတာပဲเนาะသူ့ဆွဲထားတဲ့ size ရှိတယ်စာရွက်ရှိတယ်ကျွန်တော်မချအားလို့တခါသူကနေတန်းတန်းပြေးလာလိုက်လीပြီးခဲ့တဲ့ဘွဲကเนาะသူ့အောက်မှာဒါကျွန်တော်ကုခတစ်လုံးထည့်သွားတာကျွန်တော်ကဒီမှာ၈9အတွဲလိုက်ခိုင်းတာဟုတ် ချစ်ကိုအတွဲလိုက်မထည့်ဘူးကိုခါတလုံးပဲထည့်တယ်သူ့အောက်မှာဒီကနန်းဒါပြီးခဲ့တဲ့ဘွဲတည်းရေးထားတာကိုသုံးသုံးဝန်ဒါနောက်ဘွဲအတွက်နော်တထည့်သွားလို့ရတယ်အဲအဲ့လိုမျိုးဆိုရင်ကျွန်တော်မှအစင်းသိရှိကျွန်တော်လည်းကောက်ပြလိုက်လွယ်လွယ်လေးဟုတ်တယ်မှာအဲ့လိုမဟုတ်ဘူးတချို့ကတကယ်အော်ဒီပြမယ်နေကြတော့မှဟိုဟာမရှိဘူးလားဒီဟာမရှိဘူးလားဆိုတော့ကျွန်တော်ဘယ်လိုသွားဘယ်ချိန်သွားချပြီးတော့ဘယ်ချိန်လွင့်ပြရအောင် ဒီကြတဲ့သူတို့လိုချင်တဲ့ကဏ္ဍမဲ့သူတို့မှန်ပြီကျွန်တော်ပြမဲ့ဟာကိုသူတို့အာယုံမရောက်ဘူးဖြစ်နေတော့အဲကျွန်တော်လည်းမပြဘူးွာဆိုစဉ်းချတယ်ပြီးရောဒါနော်ဒါပြီးခဲ့တဲ့ပွဲကနော်ဒီ၄ပါပါကိုခါသူအောက်မှာ3 3 9ဗရိတ်ဒီမှာ9ဗရိတ်ထောက်တာနော်ဒီမှာ9ဗရိတ်ရိုက်ဖို့ဒါတွေကျွန်တော်တို့ဆွဲထားပေးသားတယ်နော်ဒါဒါပြီးခဲ့တဲ့ပွဲကကိုခါတစ်လုံးပဲထည့်သွားလို့ နော်ဒါကျွန်တော် organize ကူငါပြန်ကြရတဲ့ရှိတယ်နော်ဒါပြန်ညစိုက်တွေနောက်မှပြမယ်နောက်မှပြအဲ့ဒါကတနည်းကြော်ကဏ္ဍပြန်ကြနောက်တစ်ခုပြန်ကြရှိတယ်နော်ဒါတွေလက်ဒါတွေပြန်ကြပဲဒီဘက်ပြန်ကြဘက်နည်းနည်းပြန်လှည့်မလို့ အပူခွာကြိုက်နေတယ်တဲ့အပူခွာကြိုက်နေတယ်음ဘူးခွာကြိုက်လဲဥထိုးတရားခဏန်းကျွန်တော်နေပါအောင်ကျွန်တော်ပြီးမှဥကြီးဖုံးဆက်ပါအောင်မလိုင်းလေးကောင်းရင်ပေါ့ဥလိုင်းမလွင့်ဘူးဆိုရင်ကျွန်တော်ဖုံးဆက်ပါအောင်ဒီပွဲမှာထက်စီတစ်လုံးအပိုင်ပေးမလို့ဥထက်စီတစ်လုံးပိုင်ပေးမလို့ကျွန်တော်အခုဖုံးဆက်လိုက်မယ်ဥကြီးကို ကဲဟုတ်ပြီအားလုံးပဲခံကောင်းကြပါစေနော်အတိတ်ထိတ်ကြိုက်တဲ့လူတွေအတွက်ဘလို့လာမယ်ကျွန်တော်မသိဘူးတိတ်ထိတ်လာရင်ဗရိတ်6လာဒါမှမဟုတ်ရင်တိတ်ထိတ်လာရင်2019ကဏန်းလာနော်အဲကြည့်ထိုး2019နဲ့တစ်ပါတဲ့1 5 1 6တိရှိ5တိနှစ်4တိ3 4တိ9 5